မင်္ဂလာပါအခုကျမပြောပြချင်တာကတော့ fasting လုပ်တဲ့အခါမှာကျမရဲ့စိတ်တွေအေးချမ်းသွားတယ်အဲအဲကျမရဲ့ကိုယ်တွေးတွေးကြုံလေးတွေပေါ့နော်ကျမ fasting လုပ်တိုင်းအဲစိတ်ကငြိမ်းချမ်းနေပေါ့နော်စိတ်ထဲမှာအေးနေအဲအထူးသဖြင့် extended fasting လုပ်တဲ့အခါမှာအဲ့ဒီ effect ကိုပိုပြီးသိတာပါတယ် ဆိုတော့ကျမတို့ကအဲ့လို extended fasting ပေါ့နော် extended fasting ဆိုတာ24နာရီထက်ပေါ့ဆိုတော့ကျမဆိုလို့ရှင်တော့36နာရီအဲ့လိုနာရီ40ကျော်အဲနာရီအများဆုံးဆိုရင်52နာရီအထိပေါ့နော်အဲ့လို extended fasting ကျင့်တဲ့အခါတိုင်းမှာကျမရဲ့စိတ်ပါလေအတွေ့အကြုံမများတော့ဘူးအဲဒီမှာဒီ metabolism ကနှေးသွားတာပေါ့နော်ခန္ဓာကိုယ်မှာအပြင်းအစားတောက်တွေမစားတော့ဆိုအပြင်းက energy မရတော့မရတဲ့ခါကျတော့ကိုယ်ခန္ဓာကိုယ်ရဲ့မှာပဲရှိရဲတူထောင်ထားတဲ့ energy လေးတွေကိုဖြိုဖျက်ပြီးသုံးသွားတာပေါ့နော်ဆိုတော့နောက်အပြင်းအစားတောက်တွေလည်းမစားတော့အလုပ်တွေလည်းနေသွားတယ်အလုပ်ရှုပ်တာနေသွားတယ်ပေါ့နော်အဲ့ဒီခါကျတော့တဖြည်းဖြည်းစိတ်ထဲမှာ ခုတောင်ပေါ့နော်ငြိမ်ပြီးတော့ငြိမ်ငြိမ်လာတယ်အေးချမ်းလာတယ်နောက်ဒီအပြည့် energy များတဲ့ခါကျတော့ကိုယ်ကိုယ်ရဲ့ energy ကိုပဲမှီပြီးနေရတာပေါ့နော်အဲ့ဒီခါကျတော့အာယုံမများတော့ဘူးပေါ့နော်ဥပမာကျမတို့ပစ္စည်းတွေဝယ်တာများနေအဟိုကတော့မတရားတော့ဟိုပစ္စည်းဒီပစ္စည်းအဲ့လိုခေါင်းထဲမှာရှိနေတာပေါ့နော်အခုအပြည့်ကဘာမှမစားတဲ့ခါကျတော့ စားတဲ့ကိကထာလည်းနေသွားတယ်စားတော့ပြင်ဆင်ရတဲ့ကိကထာလည်းနေသွားတယ်ပြင်စားပြီးလို့ရှိရင်သိမ်းဆဲရတာမျိုးပေါ့နော်နောက်ဆုံးသွားတိုက်ရမယ်တန်ရှင်းပေါ့နော်အကုန်လုံးအဟိုအဲ့လိုကိကထာတွေနေသွားတယ်နေသွားတဲ့ခါကျတော့စိတ်မှာအဝီစီကိစ္စနေသွားတယ်နောက်ပြီးစိတ်မှာလည်းဟိုအဆမ်းဆာဘူး energy မရှိဘူးပေါ့နော်ဆိုတော့ကိုယ်ကိုယ်ထဲမှာရှိ energy လေးနဲ့ပဲရောင်းနေရတဲ့ အလေးချင်လေးပေါ့နော်ဆိုတော့ဒီအခုကတော့ကျွန်မ hunger pain တော့မရှိတော့ဘူးဟို fasting ကျင့်လာကြလာတော့ဒါပေမဲ့လည်းဟိုစားစားရဲ့ခံစားမှုမျိုးနဲ့တော့မတူဘောနော်အစားမစားတဲ့ခါမှာဆိုတော့အစားမရှိဘူးပေါ့အစားမရှိတော့သူ့ဘာသူ့ energy ကအပြင်မရှိဘူးပေါပေါမြများမရှိဘူးပေါ့နော်ဆိုတော့ energy နည်းနည်းလေးနဲ့ပဲနေနိုင်အောင်လို့စိတ်တွေကိုလည်းအတွေ့အမများတော့ပေါ့နော်ဒီခံစားမှုလေးရှိနေတာပေါ့နော်ဒီဝေဒနာတော့တော့မပြင်းထန်ဘူးဒါပေမဲ့လည်းဟိုအစားမစားပဲနေရတဲ့ဟာတော့အစားမရှိရဲ့ဟို ဝေဒနာအသေးလေးပေါ့နော်အဲ့ဒါလေးတော့ရှိနေတာပေါ့ဆိုတော့အဲ့ဒီဝေဒနာလေးကိုကိုကအဲဆမ်းစားပဲနေနေရဲ့နေထိုင်လို့နေရဲ့စူးစမ်းနေတဲ့အချိန်မှာတခြား negative emotion တွေပေါ့နော်စိတ်ညစ်တာတွေစိတ်ဓာတ်ကြာတာတွေအဲ့ဒါတွေကအဲ့လိုလိုနေပါလာတယ်ခင်းလာတယ်ပေါ့နော်အဲ့လိုခံစားရတယ်နောက်ပြီးတော့အဲ့လို အာကုသိုလ်စိတ်တွေပေါ့နော်အဲကိုယ့်အကိုယ်ခါကျန်စိတ်ထဲကြာရှိမဲ့အားငယ်ရရှိမဲ့တိမ်ငယ်ရရှိမဲ့အဲ့လိုအဆုံးပေါ့နော်ဒါလူတိုင်းမှာအာဒီလိုပဲပေါ်လိုက်ပြောင်းလိုက်ဖြစ်တတ်တဲ့စိတ်တွေပေါ့နော်ဆိုတော့အဲ့အရာတွေက fasting ကျင့်တဲ့အချိန်မှာအထူးသဖြင့် extended fasting ပေါ့နော်အဲ့လိုကြာကြာကျင့်တဲ့အချိန်မှာအဲ့ဒီစိတ်တွေရဲ့အမ် down ပေါ့နော်ခဏကင်းဝေးသွားတယ်အဲ့ဒီစိတ်တွေရဲ့ အာဖြစ်စီမှုတန်ပေါ့နော်အဲ့ဒါလေးခဏကင်းဝေးသွားပါတယ်။နောက်ပြီးတော့ကိုကကိုပဲအဲ့လိုအေဂျင့်နဲ့အရာလေးမှာအာယုံပူဆိုင်ဖြစ်လာတယ်။ဘသဘာဝပေါ့နော် nature မှာပိုပြီးနေကျင်လာတယ်။ဟို soaking in the nature ပေါ့နော် nature မှာရဲ့သဘာဝသစ်ပင်လေးသေရွက်လေးအစိမ်းစိုးလေး ပန်းပင်လေးအဲ့ဒါလေးကိုပဲကြည့်ပြီးတော့ပို့ပြီးတော့ဟိုတဘာဝကိုပို့ပြီးတော့ embrace လောက်လာတယ်ပေါ့နော်ပို့ပြီး enjoy လောက်လာတယ်အေဂျင့်ရဲ့အရာလေးကိုပို့ပြီးအယုံစိုက်လာတယ်နောက်ပြီးတော့အာ creativity ပေါ့နော်ဒါအဲ့လိုမျိုးဟိုအမှုပညာလောက်တယ်ဆိုလို့ရှင်လဲ creativity အတွက်လဲ first thing က ကောင်းတယ်လို့ကျွန်မတော့ထင်ပါတယ်အဲကျွန်မတို့ first in လုပ်တဲ့အချိန်ဒီမှာဆိုရင်ပို့ပြီးတော့စိတ်ကတခြား negative emotion တွေကိုတော့မကောင်းတဲ့အာရုံတွေကနေခဏဟိုကျင်းဝေးသွားတာပေါ့နော်ခဏလေးဝေးกว่าသွားတယ်ဆိုတော့ကိုကတဘာဝတရားတွေအေဂျင့်နဲ့အရာတွေအဲလိုအမှုပညာတွေအဲ့မှာစိတ်ကပို့ပြီးတော့ဖြန့်ကျက်လာနိုင်တယ်လို့ ကျမအဲ့လိုကြုံတွေ့ရပါတယ်ကျမအတွေ့အကြုံပေါ့နော်ကျေးဇူးတင်ပါတယ်